ဘဝမှာကျွန်တော်တို့အားလုံးဟာကြီးကျယ်တဲ့အရာတစ်ခုကို အောင်မြင်ခြင်းနဲ့အိမ်မက်တွေရှိကြပါတယ်။တချို့ကဆရာဝန်ဖြစ်ချင်ကြတယ်။တချို့ကအင်ဂျင်နီယာတချို့ကစိုးအိုးတချင်သူတချို့ကြတော့လေရိုးရိုးချင်းချင်းပဲငြိမ်းချမ်းပြီးလေးစားခံရတဲ့ဘဝကိုပန်းဆိုင်ခြင်းကြပါတယ်။တခြားသူတွေအင်ဂျင်နီယာဖြစ်နေတာကိုအားကြပြီးငါလဲသူ့လိုဖြစ်အောင်လုပ်မယ်ဆိုပြီး အိမ်မက်မက်နေလို့မရပါဘူးအပန်နေရာတစ်ခုကတော့အိမ်မက်မက်နေုံနဲ့တော့ပြောင်းလဲသွားမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အိမ်မက်တွေတသက်ကကျွန်တော်တို့ကိုရှေ့ဆခေါ်မတော်နိုင်လို့ပါပဲလှုပ်ဆောင်မှုဆိုတဲ့ motivation ကကျွန်တော်တို့ကိုဆရာထက်တန်စေနိုင်ပါတယ်ဒါပေမဲ့ daily discipline ဆိုတဲ့နေ့စဉ်လှုပ်ဆောင်မှုအတွက်စီကံချမှတ်ထားတာမရှိရင်တော့ အဲ့ဒီလုံဆောင်မှုဟာအတုံးမဝင်ဖြစ်သွားပါလိမ့်မယ်ကြီးကျယ်တဲ့အိမ်မက်တစ်ခုကို ဖြစ်ချင်နေတဲ့ရိုကိုဆိုတဲ့လူငယ်လေးတယောက်ရှိပါတယ်သူဟာမြို့ကလေးတစ်မြို့ကအလဲလဲတန်းစားမိသားစုမှာကြီးပြင်းလာခဲ့တာဖြစ်ပါတယ်သူ့အဖေကမိသားစုအတွေ့ကျိုးကျိုးဆဆအလုပ်လုပ်ပေးပြီးသူ့အမေကလည်းစာကြိုးစားဖို့အမြဲတိုက်တွန်းတတ်ပါတယ် မယ်စင်ကလေးကသူ့ဘဝချင်းကလူတွေက သူ့ကို စာကြိုးစားပါဒါဆိုရင်မင်းဘဝလုံခြုံလိမ့်မယ်ဆိုတဲ့အကြံဉာဏ်တစ်ခုတည်းကိုပဲပြီးခဲ့ကြပါတယ်ရူကိုရဲ့အိမ်မက်ကတော့နိုင်ငံအတွင်းမှာအရက်ခက်ခဲပြီးကျောင်းအလုံးကဝင်ပြိုင်ကြတဲ့စာမေးပွဲတွေတဲကတစ်ခုကို အောင်မြင်ဖို့ပါပဲသူဟာအောင်မြင်ဖို့တစ်ခုတည်းကို မလိုချင်ပဲသူ့မိသားစုကိုလည်းဂေါ်ယူစေချင်ခဲ့တာပါ ကျွန်တော်တို့လိုပဲရိုကိုဟာလဲလှုပ်ဆောင်မှုရဖို့လဲပါတယ်စိတ်ဓာတ်ကိုလှုပ်ဆောင်မှုရစေတဲ့ဗီဒီယိုတစ်ခုကိုကြည့်လိုက်တိုင်းဒါမှမဟုတ်ထိတ်ဆုံးရောက်နေတဲ့သူရဲ့အောင်မြင်မှုစကားတွေကို ကြားလိုက်တိုင်းသူကိုယ်သူမနှပြန်ကစပြီးတရက်ကိုစင်နာရီစာချက်မယ်ငါဘွားကိုအပြောင်းလဲလုပ်မယ်လို့ပြောတတ်ပါတယ်ဒီတွေကသူ့ကိုဆက်လက်ဆောင်မှုတွေနဲ့ပြည့်စေပါတယ် သူဟာစာအုပ်အစ်စ်တွေထုတ်အချင်းစရာဆွဲစွမ်းရည်အပြင်းနဲ့စာထိုင်ကျက်ပါလေဒါပေမဲ့ဒုတိယနေ့တတိယနေ့လာရောက်တော့ဒါရီဆွေလွှဲဆောင်မှုဟာမင်းပိန်သွားပါလေမနေ့နောက်ကြမှာအရာထားပြီးဖုံးသုံးပဲတငယ်ကြီးတွေနဲ့အချင်းဖြုံးမယ်ပြီးတော့နောက်တရက်ကျမှငါတကယ်အအောင်စိုက်မယ်လို့သူကိုယ်သူပြောလိုက်ပြန်ပါတယ်နေရတွေကလည်း ရသက်တပတ်တွေရသက်ပတ်တွေကနေလတွေဖြစ်လာခဲ့ပြီမဲ့ရိုကိုရဲ့ပြည့်စုံမှုကတော့အားနည်းနေတော့ပါပဲအချင်းချင်းချက်ချင်းမှုတိုင်းကသူ့ကို စိတ်ပြအားငယ်မှုတဲ့ပိုနဲ့နဲ့ဆိုင်ဆိုင်တွန့်ပို့နေပါတယ်ငါပါလို့ဇက်တိုင်းမလုပ်နိုင်ရတာလဲဘာလို့ငါအချင်းဟောင်းတွေကိုပဲအမြဲပြန်သွားနေရတာလဲလို့တွေးနေမိပါတယ်တညနေကိမှာရိုကိုဟာ စာကြည့်စပွဲမှာစိတ်ပြက်လက်ပြက်ထိုင်နေတော့သူ့လေးကအနာကို ရောက်လာခဲ့ပါတယ်။သူဟာရိုကိုရဲ့မပြည့်ပြည့်သေးတဲ့မတ်စုတွေမထည့်ရသေးတဲ့စာအုပ်တွေနဲ့ရှုပ်ပွနေတဲ့စပွဲကိုကြည့်လိုက်ပြီးရိုကိုမင်းကိုပါကစိတ်ပူပန်စင်နေတာလဲဆိုပြီးညင်သာစွာမိတ်လာခဲ့ပါတယ်။ရိုကိုကဦးလေးကျွန်တော်စိတ်ထဲမကြောက်အောင် အရန်စူးစမ်းပါတယ်။ကြီးမားတဲ့အစီအစဉ်တွေဆွဲတယ်ဒါပေမဲ့ တခါမှအဆုံးထိမလိုက်နိုင်ဘူးကျွန်တော်ကြက်ချုံးနေသလိုခံစားရတယ်လို့ပြပြလိုက်ပါတယ်သူဦးလေးကပြောလိုက်ပြီးမတပြန်ကြရင်ဦးလေးနဲ့အတူကျောင်းကစားဝင်းကိုလက်ခဲ့ပါ မင်းကိုတခုပြကျင်တယ်လို့ပြောလိုက်ပါတယ်နောက်နေ့မနက်မှာတော့ရိုကိုဟာစိတ်သိမ့်မပါပဲကျောင်းကစားဝင်းကိုလိုက်သွားခဲ့ပါတယ်ကစားဝင်းမှာကလေးတွေအပြေးလေးကျနေကြပါတယ်သူဦးလေးကဂွင်းပက်ပက်လေးကို ဖြည်းဖြည်းမှန်မှန်ပြင်းနေတဲ့ကောင်လေးတယောက်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်။ရူကိုဟိုမှမြင်လား။သူဒီမှာမတတိုင်းပြေးတယ်။မြန်မြန်ဆန်ဆန်တော့မဟုတ်ဘူး။ပြေးပြေးစုံလာလည်းမဟုတ်ဘူး။ဒါပေမဲ့တရက်မှာမပြတ်မခွက်ပြေးလိမ့်ရှိတယ်။သူကိုသူလက်ကြည့်ရမယ့်အချိန်ကိုတိကျစွာလိုက်နာတဲ့စီကန်းကြောင့်ပဲသူဟာเจ้าရဲ့အကောင်းဆုံးအဝေးပြေးသမားဖြစ်လာခဲ့တာပဲ။ ရိုကိုကတောင်းတော့ဟန်နဲ့ဒါပေမဲ့ဒီနေ့ကြည့်ရတာတော့သူပြေးတာကတိတ်မမြန်တလို့ပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီခါသူဦးလေးကခေါင်းငိမ့်လိုက်ပြီးအမြန်တော့ကအထီးကမဟုတ်ဘူး။တည်ငြိမ်မှုကအထီးကပဲ။လှုပ်ဆောင်မှုကမင်းကိုတည့်ရတာပဲမြန်မြန်ပြေးစေနိုင်တယ်။ဒါပေမဲ့ချောက်ဖက်ထားတဲ့စီကံကတော့မင်းကို နေနေနဲ့မှန်မှန်နေတိုင်းပြေးစေတယ်။နောက်ဆုံးမှာတော့စီကံကပဲ အမဲအနံရရှိတာပဲပြီးတော့သူကလေးကဥပမာအနေနဲ့ကြောက်ခဲသမားတို့ကကြီးမားတဲ့ကျွန်တော်တို့ခုကို ခွဲကျင်တယ်တစ်ချက်တစ်ချက်ဆက်ချက်ထူရပြီးခွဲလိုက်တယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးအချက်90ထူရလေအဲ့ရမပေါ်သေးဘူး99ချက်ရိုက်လေဘာမှမထူသေးဘူးဒါပေမဲ့အချက်တရာမြောင်းထူရလိုက်တဲ့အခါမှာတော့ကြောက်တုံးကြီးကကွဲထွက်သွားခဲ့တယ် ကဲပြောပါအောင်လို့ကိုကြတုံးကိုကွဲသွားအောင်လုပ်လိုက်တာကနောက်ဆုံးတစ်ချက်သေးလားလူကိုကစဉ်းစားလိုက်ပြီးမဟုတ်ပါဘူးအချက်တရာလုံးရဲ့ရလက်ပါလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီအခါသူ့ကလေးကဟုတ်တယ်အောင်မြင်မှုဆိုတာကြီးမားတဲ့ကြိုးပမ်းမှုတစ်ခုတည်းနဲ့ဘယ်တော့မှမဆိုင်ဘူးအဲ့ဒါရလက်မပေါ်မချင်းအချင်းချင်းထက်ခါထက်ခါလုံနေတဲ့တင်းငယ်တဲ့ ကျုပ်ပန်းမှုတွေကြောင့်ပဲဒါဟာတည်ငြိမ်မှုရဲ့ဆွမ်းအားပဲဆိုပြီးရှင်းပြလိုက်ပါတယ်ဒူကလေးစီကစကားတွေဟာရိုကွဲနှလုံးသားထဲကိုအနယ်ဆိုင်ဆုံးထိ ရောက်သွားခဲ့ပါတယ်အဲဒီကစားပြီးရိုကိုဟာလှုပ်ဆောင်မှုကိုလိုက်မနေတော့ပဲစီကံချမှတ်ပြီး လေကျင်ပိုဆုံးဖြတ်လိုက်ပါတယ်ကြီးမားတဲ့ဂရီတွေပြိမဲ့အစားဒိတ်ငယ်ပြီးတည်ငြိမ်တဲ့ရီမန်းချက်တွေကိုချမှတ်ခဲ့ပါတယ်သူဟာ တရက်ကိုတနာရီအာယုံဆိုင်ဆက်ချက်ချင်းနဲ့စတင်ခဲ့ပါတယ်။ဘာဖြစ်ဖြစ်သူပြင်းပန်းနေပါစီပြင်းနေပါစီအာယုံပြက်လွင့်နေပါစီအရိတရာရီကိုတော့အဖြစ်တအောင်လုပ်ခဲ့ပါတယ်။ဖြည်းဖြည်းချင်းတရာရီကနေ3လာရီပြီးတော့6လာရီဖြစ်လာခဲ့ပါတယ်။သူဟာပုံမှန်လုံရုံလုံစဲတခုကိုချမှတ်ခဲ့ပါတယ်။စောစောထားပြီးစာကို အပိုင်းလိုက်ကြက်မှတ်ပါတယ်။ လမ်းဆန်းနေဖို့အတွက်လေ့ကျင့်ခန်းအနည်းငယ်လုပ်တာနဲ့အာရုံပြလုံမှုတွေကိုရှောင်ခဲ့ပါတယ်။သူ့တငယ်ချင်းတွေကရိုကိုကို မင်းတော်ပျော်ကြော်တွေကို လက်လွတ်နေပြီဆိုပြီးပြောဆိုကရင်မောကြပါတယ်။ဒါပေမဲ့ရိုကိုဟာခိုင်မြဲနေခဲ့ပါတယ်။သူပြင်ပန်းနနဲ့နေတဲ့နေရက်တွေကိုကူကိုတန်လျောက်ဝင်နေတဲ့နေရက်တွေရှိခဲ့ပါတယ်။ဒါပေမဲ့သူ့လေးရဲ့စကားကို ပြန်ပြန်ပြီး သတိရမိပါတယ်။နောက်တွေကြာလာတော့ရူကိုဟာအပြောင်းလဲတွေကို မြင်လာရပါတယ်။တဆင်ကသူ့ကိုရှုပ်ထွေးစေခဲ့တဲ့ပုံစံတွေဟာပုံမလွယ်ကူလာခဲ့ပါတယ်။သူ့ရဲ့ယုံကြည်မှုဟာရုတ်တရက်လှုပ်ဆော်မှုကြောင့်မဟုတ်ဘဲမမန်တိုးတက်မှုကြောင့်တိုးပွားလာခဲ့ပါတယ်။လေကျင်းကန်စာပေါ်ပွဲတွေမှာသူ့အပတ်တွေတပြေးပြေးတိုးလာခဲ့ပါတယ်။ ဆရာတွေကသူ့ရဲ့ကြိုးစားမှုကိုတရေထားမိလာကြပါတယ်။တချိန်ကစိုးရင်ကြရတဲ့သူမိပါတွေတောင်အခုတော့သူ့ရဲ့ဇေရိုလာကိုချစ်ကျူးနေကြပါပြီ။နောက်ဆုံးမှာကျောင်းပေါင်းစုံပြည့်စုံမှုဆောင်မွေးပွဲနေ့ရောက်လာခဲ့ပါတယ်။ရူကိုဟာအရင်လိုစိတ်မလွှရှားတော့ပါဘူး။ဘာလို့လဲဆိုတော့သူဟာတင်းကျင်းစွာစ조사အထောက်ခဲ့တယ်ဆိုတာကိုသိနေလို့ပါပဲ။တင်းကျင်းပြီး ယုံကြည်မှုရှိစွာနဲ့ဆာမိုဘဲကန်လေးကို ဝင်သွားခဲ့ပါလိမ့်။ယတတပည့်အနှငယ်ကြပြီးနောက်ရလက်တွေထွက်လာတဲ့အခါရိုကိုရဲ့နာမည်ဟာထိတ်တဲအမှတ်များဆုံးထဲမှာပါဝင်ခဲ့ပါလိမ့်။သူ့ရဲ့ရပ်ပေါင်းများစွာတည်ငြိမ်တဲ့ကြိုးပမ်းမှုဟာ နောက်ဆုံးတော့အတိအပွင့်ပေးခဲ့ပါပြီ။လူတွေကသူ့ကိုရိုကိုမင်းရဲ့တိုးတက်လာတဲ့လှုပ်ရွှဲချက်ကဘာလဲ။ဘယ်လိုလုံးနိုင်ကြတာလဲလို့မေးတဲ့အခါ သူကရိုးလေးပဲပြန်ဖြေပါတယ်အဲ့ဒါကတော့ motivation ဆိုတဲ့လှုပ်ဆောင်မှုဆိုတော့ပေါ်လာလိုက်ပျောက်သွားလိုက်ပါပဲဒါပေမဲ့ဈေးကဆိုတဲ့သမတ်ချက်ကတော့ရှိနေပါတယ်တရက်ထဲမှာဆနနာရေးစာချက်ပြီးနောက်မှလက်လျှော့လိုက်တာမျိုးမဟုတ်ပါဘူးနေတိုင်း၃နာရီဒါမှမဟုတ်၄နာရီကိုတရက်မှမပြတ်ဖဲစက်မှတ်ခြင်းပဲဖြစ်ပါတယ် လုံဆောင်မှုကမိပွားလိုပဲခဏတာလောင်ကျန်းတာပါစီကံကတော့နေမင်းကြီးလိုဆက်လက်ပြီးထာဝရလောင်ကျန်းနေပါလိမ့်မယ်ဒါကြောင့်မက်ဆေတို့အနေနဲ့ဒါကိုမှတ်ထားပါသင်ဟာအလုပ်တစ်ခုအတွက်ပြင်ဆင်နေတာပဲဖြစ်ဖြစ်တခြားအိမ်မက်ကိုပဲလိုက်နေတာဖြစ်ဖြစ်လုံဆောင်မှုပေါ်မှာပဲအမကူပါနဲ့စီကံနဲ့အလေးချင်းကိုတိဆောက်ပါဘာလို့လဲဆိုတော့ နေတိုင်းရဲ့သိငယ်ပြီးတင်ငိမ့်တဲ့ကြိုးပမ်းမှုတွေကအချင်းကြလာနဲ့အမြကြီးမားတဲ့ရလဒ်တွေကိုဖန်တီးပေးလို့ပါပဲလှုံ့ဆော်မှုကတင့်ကို အိမ်မက်မက်စေနိုင်ပါတယ်ဒါပေမဲ့စီကချမှတ်ပြီးလှုံ့ဆော်မယ်ဆိုရင်တင့်အိမ်မက်ကိုလက်တွေ့ဖြစ်လာစေနိုင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေ။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။